စကိုင်းကအကြောင်းတွေပြပြလာတဲ့လင်ပြေဟင်းအားလုံးပဲမြလာပါရှင်မြန်မာစတောပြန်ပွဲဝင်လင်ပြေဟင်းကတော့အခုစဉ်မြင်းကလင်းတန်းကြောင်းပျော်စီအောင်ရှုံးမှုများကလေးစကိုင်းကိုမြေပြင်အထိစံပေးလွယ်အပ်တာလေးတွေကိုတော့ကလွတ်တန်းထောက်ပံ့ပေးနေပြီဖြစ်ပါတယ်အဲအကြောင်းတွေကိုလည်းလင်ပြေဟင်းကသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမြောက်ပြည်ကအသိပေးထားခဲ့ပါတယ်လင်းပြေဟင်ကတော့စကိုင်းအတွက်ရေတန်းအစာချောင်းတခြားလိုအပ်တာလေးတွေကိုတောင်းလိုတန်းထောက်ပံ့ပေးခဲ့ပြီးအဲအကြောင်းတွေကိုလည်းအခုလိုပဲပြပြလာခဲ့ပါရယ် လင်ပြင်းဟင်ကစကိုင်းမှာရောစေဝါလေးတွေလည်းလိုအပ်နေပြီးလူတီထဲဖို့ dead body ဘက်တွေလည်းလိုအပ်နေပါသေးတယ်။ဒါလေးတွေကိုလည်းကျေစုပြုပြီးလှူဒန်းပေးကြပါကျွန်တော်လည်းလိုအပ်တဲ့ဟာလေးတွေကိုအတက်နိုင်ဆုံးလှူဒန်းပေးသွားပါမယ်ဆိုပြီးလင်ပြင်းဟင်ကပြောပြလာခဲ့ပါတယ်။လင်ပြင်းဟင်ကတော့အခုစရင်တပတ်တလန်းကနေကိုညစ်ထောက်ပံ့ပေးနေပြီဖြစ်ပြီးအခုလိုတော့လှူဒန်းထောက်ပံ့ပေးနေတဲ့အကြောင်းတွေကိုလည်းလင်ပြင်းဟင်ကအခုလိုပဲပြောပြလာခဲ့ပါတယ်။လင်ပြင်းဟင်ကကျွန်တော်တို့ရန်ကုန်ကနေနေရနေကလေးကထွက်လာခဲ့ပေမဲ့ ြီးမမတင်မဲ့ပဲကပြတ်သွားတာစောင့်နေရတဲ့အတွက်မနေ့ပြန်မနေ့လေးနာရီအစောပိုင်းလောက်မှမှစထွက်ဖြစ်ခဲ့တာပေါ့နော်အလူရှင်တွေကလည်းအားနာမြပါတယ်လူမဲ့ရေတန်းလာစင်သောအစားချောင်း PPE ဝတ်ဆောင်ပစ္စည်းတွေအလုံးကိုလည်းငြိမ်မြန်းသူစီစဉ်ပြီးသွားပြီမဲ့ကားခက်ခဲဖြစ်သွားတဲ့အတွက်ဟိုဘက်ကိုထွက်အောင်နောက်ကျသွားလို့ပါခင်ဗျာနောက်တစ်ခုကအစကစကိုင်းတခုတည်းရတဲ့ပဲအဓိကလူဘူးစီစဉ်ထားပေမဲ့လမ်းမကားဆောင်ရင်လူရောက်နေနေတဲ့ပေါင်တော်ကြီးရွာအတွက်တရင်လေးရလိုက်တဲ့အတွက် အမပန်နီနီဦးဆောင်ပေးအလူခံထားတဲ့ထိုင်းရောက်ရှင်မြန်မာများကျွန်တော်ရဲ့ We Love Group တဲ့ကပရိသတ်များနဲ့တက်သူအလူငယ်သိန်း20ထက်ရထားတဲ့အတွက်ဖောင်တော်ကြီးရွာကိုပါလူတန်းပေးဖြစ်ခဲ့ပါရဆိုပြီးလင်ပြေဟင်ကပြောပြလာခဲ့ပါတယ်။လင်ပြေဟင်ကတော့စကိုင်းဖက်ကငလင်ပေးတဲ့ပြည်သူတွေကိုကြိုရိုက်သွားရောက်ကထောက်ပံ့ပေးနေပြီဖြစ်ပြီးစကိုင်းမှလည်းလင်ပြေဟင်က ကိုရှိုင်နဲ့တွေ့ဆုံခဲ့ရပြီးအတူတူရိုက်ထားတဲ့အမတ်တရားပုံတွေကိုလည်းသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမျှဝေပေးလာခဲ့ပါရယ်။အခုလက်ရှိမှာရောလင်ပြေဟင်ကဘရာဟီတောက်လူလေးတွေမှာသူတက်နိုင်တဲ့ဖက်ကနေကုညထောက်ပံပြနေပြီးနောက်လွယ်အပ်တဲ့နေရာလေးတွေကိုလည်းထပ်ပြီးတော့လူတန်းပေးသွားမယ်လို့ပြောပြလာခဲ့ပါရယ်။လင်ပြေဟင်နဲ့ KTS ဆေးအောင်တို့ကတော့ မြန်မာစတာတချင်းဆိုပြိုင်ပွဲမှာ top 9အဆင့်ကနေပဲထွက်ခွာခဲ့ရပါတယ်။အခုလိုပြိုင်ပွဲကနေထွက်ခွာရတဲ့အပေါ်ပရိသတ်တွေကလည်းလင်းပြင်းရင်တွေအဆင်မကောင်ဖြစ်နေကြပြီးကိုဝါဒနာပါရဲလို့လေတွေကိုပို့ပြီးတော့ကြိုးစားလုပ်ဖို့အားပေးနေကြပါတယ်။လင်းပြင်းရင်ကတော့အခုလိုပြိုင်ပွဲကနေနှုတ်ထွက်ခဲ့ရပြီးမယ်။သူအနေနဲ့တိုးဝါဒနာပါရဲအမှုပြောင်းလို့လေတွေကိုစွန့်လွတ်မှာမဟုတ်ပဲအကောင်းဆုံးကြိုးစားပြီးတော့ရှေ့ဆက်သွားမယ်လို့ဆိုပါတယ်။လင်းပြင်းရင်ကတော့တိုးဝါဒနာပါရဲအစိုးကီတာကိုတော့သူ့ရဲ့မျိုးလင်းချက်တွေအတိုင်းအကောင်းဆုံးကြိုးစားသွားမှာဖြစ်ပါတယ်။လင်းပြင်းရင်ကတော့အခုလက်ရှိ မောက်သူရဲ့တကြက်တက်လီတွေနဲ့ဘရိတ်တွေရဲ့အပင်မှုတွေကိုခင်ရပါတယ်။လင်းပြေရင်ရဲ့ကျေးဇူးအချက်ရဲ့တကြက်လီတွေကတော့အခုဆိုရင်ဆိုရှယ်မီဒီယာပေါ်မှာဘရိတ်တွေရဲ့အပင်ချေချိုးမှုကိုခင်ရပြီးဒါမဲ့တကြက်တွေကိုလည်းအပင်ဆောင်မြှော်နေကြပါတယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြလာခေတ်အောင်ပါဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပီချီရှိမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။